ဖောက်ပြန်နေတဲ့ဝန်ထမ်းအမျိုးသမီးကဘက်တယောက်လဲပြအရင်ဆုံးနဲ့အသက်သေဆုံးနိုင်တဲ့မိန်းကလေးကဘက်တယောက်လဲပြဇူမီသောအောင်ထဲမှာတဲ့ဂျွန်ရဲ့ကောင်မလေးကဘက်တယောက်လဲပြဘက်စပုံမှုကတဲ့ချက်ပြုတ်နေတဲ့ဟင်းနဲ့ကိုအစိတ်ခတ်လိုက်တဲ့သူလဲပြကဲဒီကနေ့ကတော့ညဆမင်းကိုနေကိုတင်ဆက်ပေးပါအောင်ဆိုပြီးတော့တောင်းဆိုနေကြတဲ့သူတွေအတွက်ညံကောင်းတဲ့သူတွေတာဖြည့်ဆွနိုင်မှာညဆမင်းကိုများအစီအစဉ်လေးကိုတင်ဆက်ပေးရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့လို့ဖြည့်ဆွရတော့ကြမ်းနေတတ်တဲ့သူတွေကတော့ကျမနဲ့အတူတူကိုယ့်ရဲ့ DVD လေးကိုရှင်းဆက်ပြီးတော့ကြည့်လိုက်ကြအောင်ရှင်။တမ်းမြင့်ပေါ်မှာလဲကြတဲ့ဆုံးနေတဲ့သူကိုတက်လိုက်တဲ့လူတသမားကဘသူလဲပြ။ အာဒီမင်းကဖြည့်ဖို့တလားလို့နော်ခဏလေးဖြည့်ဖို့တလားကဟုတ်တယ်ဒီမင်းကကြီးဖြည့်ဖို့တယ်အော်လူသက်သမားကဘာလုပ်လဲဆိုကြတော့အပြင်အနီးနဲ့အဝါနှစ်ယောက်ရှိရယ်ကွာအဝါရဲ့အိတ်ထောင်ထဲမှာဒါကြီးအဲ့ကြမလို့လူသက်သမားကသပင်းအဝါနဲ့တက်ပါရှင်လေမောင်ဝတ်ထားတဲ့သပင်းအဝါအဝါနဲ့ပါโอเคပြောရင်တော့ဒီမင်းကဖြည့်ဖို့တယ်လို့လူသက်သမားကတော့တဲ့ဘောင်းမင်းအိတ်ထောင်ထဲမှာလူသက်လက်နဲ့ရှိနေတဲ့သပင်းဝါနဲ့အကျဉ်းသားပဲဖြစ်ပါတယ်တဲ့ ပထမဆုံးမိကုံးမှာမခနဲ့ဒီနေ့ကတော့ကျွန်မအမှန်သွားပါပြီရှင်။ဘာဖြစ်လို့လဲဆိုတော့ဒီမိကုံးကနည်းနည်းဖြည့်ဘူးတဲ့အောင်ဖြစ်နေလို့ပါ။ဒုတိယမိကုံးတော့ပါမယ်။တထင်းနဲ့ဖောက်ပြန်နေတဲ့ဝန်ထမ်းအမျိုးသမီးကဘက်တယောက်လဲပြအိမ်နဲ့ပြီးသူနှစ်ယောက်ပေးထားတယ်။ဘသူဖြစ်နိုင်မလဲဆိုတော့ကြတော့အာအိမ်နဲ့ပြီးအေးရတထင်းမနဲ့ပုံစံတူးနေရဲ့နော်ခဏလေးဘာဖြစ်နိုင်မလဲ။တထင်းနဲ့ကန်နေတဲ့အေကွာအေးအေးတထင်းနဲ့ဖောက်ပြန်နေတဲ့သူကအေးပါကျွန်မအေးကိုရွေးချယ်တယ်ရှင်။မဟုတ်ဘူး ောတဲ့တထင်းမရဲ့လယ်စွမ်းနဲ့ပုံစံတူလောက်ောက်ကိုဝိစင်ထားတဲ့ဘီပဲဖြစ်ပါတယ်ပြရဲဆိုကြတော့ငါတထင်းနဲ့ကန်နေတဲ့အီကိုတော့ကြည့်လိုက်တာဟိုမှာတထင်းမရဲ့လယ်စွမ်းနဲ့သူကလောက်ောက်နဲ့တူနေရဆိုကြတော့အဲ့ဒါကိုမတွေ့လိုက်ဘူးဆိုတော့ကျွန်မဒီနေ့ဒုတိယမိန်ကောင်တော့မှာတော့ပါပဲရှင်တောင်မလေးနဲ့ဒိတ်ဖို့ထိုင်းနေတဲ့သူသုံးအောင်ထဲကတဲ့အကျဉ်းတော်ကလည်းထွက်ပြေးလာတဲ့အကျဉ်းသားကိုရှာပေးပါဗျမိန်ကောင်ကလည်းရှေးသားအေးဟဲ့ ABC သူသုံးအောင်ရှိတယ်ကောင်မလေးနဲ့ဒိတ်ဖို့က အာ A ကနှင်းစီပန်းရှိတယ် B ကတော့သူ့အတူတူလက်မိုင်းချပြီးတော့ခိုင်းနေတယ် C ဆိုတော့အချင်းတောင်က C C သူ့ရဲ့လက်ကောက်ကိုကြည့်လိုက်သူ့ရဲ့လက်လက်ကောက်လာဖြစ်နေသူ့ရဲ့လက်ကိုကြည့်လိုက်အိုက်မယ်အိုက်မယ်အိုက်မယ်နော်အိုက်မယ်လက်ကို तू ပြထားတယ်ဘာရောအဖြစ်ကြီးကြအောင်အဖြစ်ရင်ဖတ်လောက်အောင်မယ်အဖြစ်ကတော့ခုချိန်ထိလက်ထိတ်မဖြုတ်ရသေးတယ် C ပဲဖြစ်ပါတယ်ဗျာတဲ့မေကမှန်သွားပြီဒီမေကမှန်သွားပြီအဲ့မဲ့လက်ကိုကြည့်လိုက်လို့ပြောတယ်ဘာလဲဆိုတော့ကျွန်မမပြောလိုက်ဘူးဒါပေမဲ့အဲ့ဖေးအဲ့မေကမှန်တယ်နော် အရင်ဆုံးနဲ့အသက်သိဆုံးနိုင်တဲ့မိန်းကလေးကဘက်တယောက်လဲပြအိမ်နဲ့ပြီးသူနှစ်ယောက်ရှိရဲ့အာအေးကကြတော့သူကစင်စင်ကြီးကသူ့စီပြေးလာတယ်ပြီးမှကြတော့မြင်းချားတွေကပြေးလာတယ်ဆိုတော့ကြခဏလေးဘယ်သူဖြစ်နိုင်မလဲဒကောင်နဲ့ဒကောင်နဲ့အသက်သိဆုံးနိုင်တာဒကောင်နဲ့ကြတော့သူရှောင်းနေတယ်ပြီးကွာပြီးပြီးအဖေဖက်လာမယ်အဖေရင်ဖက်လာမယ်အကာအကွယ်မရှိတဲ့ပြီးပါတဲ့အေးမိန်းကလေးကကြောက်တုံးတောင်မှာပုန်းနေလို့ရပါတယ်ပြဆို เอ้บีก็တော့မှန်တယ်ဘီလို့ပြောလိုက်တာဟာဘီကတော့မှန်တယ်ဒါပေမဲ့သူကအကာအကွယ်ကြောက်တုံးကိုအကာအကွယ်ယူလိုက်တာဘလို့နဲ့ကျွန်မဒီမင်းကမှလည်းမှန်သွားရယ်နော်နောက်ထပ်မင်းကမှရှင့်တွင်းရဲ့မိမကဘသူလဲပြအိမ်နဲ့ဘီသူနှစ်ယောက်ရှိတာတယ်အေးရပါရယ်ကျွန်မကရှင်မင်းမဘီကကြတော့ကျွန်မကမှရှင်မင်းမအစ်စ်ရှင့်ဘူးဖြစ်နိုင်မလဲနားလေးကြည့်လား ဥစားကျမအဖြစ်တွေ့သွားရင်ဖြစ်တွေ့သွားရင်ဒါခုနကဖော့ပြန်တဲ့လူကြည့်တယ်လူမျိုးပဲကြည့်လိုက်မယ်အင်းနဲ့အင်းနဲ့တွန်နေရလက်ပတ်တွေကတူတူပဲအဲ့ကြောင့်လို့အေးပါအေးပါအေးပါရှင်အဖြစ်ကတော့အေးပါနော်အဖြစ်ကတော့တွန်နဲ့စင်တူလက်ပတ်ရှိနေတယ်အေးပဲဖြစ်ပါတယ်ဗျာတဲ့ဒါတော့ဒီကတော့ဖော့ပြန်နေရမို့ခုနကတော့ဖော့ပြန်နေရဒီဥစားတော့သူ့ရဲ့မိန်းမနဲ့သူနဲ့ကစင်တူလက်ပတ်ကိုပတ်ထားတာအဲ့ဒါကိုတွေးလိုက်လို့ရွေးချယ်လိုက်တာဒါလည်းကျမမှန်သွားပြီရှင့်နောက်ထပ်မင်းကိုသွားပါမယ် ကလေးတခုကဘယ်အတွဲလဲပြဆိုအေးနဲ့ပြီးသူနှစ်ယောက်ရှိတယ်ကလေးတခုကဘယ်လိုဖြစ်နိုင်မလဲအေးရကြတော့သူတို့သုံးစလုံးကစပင်ရဲ့အနှစ်ယောက်နေတူးနေတယ်ပြီးမှကြတော့ဟိုမိဘနောက်နှစ်ယောက်က စပင်ရဲ့အနှစ်ယောက်နေကလေးကအဝါဆိုကလေးတခုကိုကျွန်မဘီလိုရွေးချက်ပါတယ်ရှင်ဘီပါရှင်ဘီပါဘီပါဘီဘီဟုတ်တယ်ဟုတ်တယ်သူစပင်ကိုရဝိုက်ပြထားတာကလေးနေတဲ့စပင်အယောင် လုံးဝမတူတဲ့အတွဲဘီကကလေးတခုတွေပဲဖြစ်ပါတယ်ဗျာတဲ့ တော်သေးတယ်တော်သေးတယ်နော်အဲ့ကျမတွေ့တာမှန်သွားတယ်အဲ့တော့ကျွန်တော်ဒီမေကွန်းမှာလည်းကျမတို့မှန်သွားပြီရှင်နောက်ထပ်မေကွန်းတောင်းပါမယ်ရှင်ဇူမီတောင်းအောင်ထဲမှာတဲ့ဂျွန်ရဲ့ကောင်မလေးကဘက်တယောက်လဲပြတင်းနှစ်သုံးသုံးသုံးအောင်ရှိပါတယ်ဂျွန်ရဲ့ကောင်မလေးကဘယ်သူဖြစ်နိုင်မလဲဆိုတော့အဲ့လေဂျွန်ရဲ့လမ်းမောင်းမှာတက်တူးထိုးထားတဲ့ J plat n နဲ့ n နဲ့ m ချောက်ချောက်နှစ်ရဲ့ချောက်မှာဘာဟုတ်ဟုတ်တယ်လား LUSY လို့ရေးထားတယ်ထင်တာဟုတ်တယ်နှစ်နှစ်နှစ်ဂျွန်ရဲ့ကောင်မလေးကနှစ်ပါဘာလို့ဆိုနာမည်အတူောက်ထင်တာပဲ ဟုတ်တယ်။မြတ်ပြထားတာဟုတ်တယ်နော်။ဝမ်းမာတဲ့ဂျွန်ရဲ့လမ်းမောင်းမှာသူနဲ့သူ့ကောင်မလေးရဲ့နာမည်အတူကောက်တွေကိုတတူထိုးထားပါတယ်ဗျာတဲ့။ကဲဒီမိကောင်မလေးကျွန်တော်ကတော့မှန်သွားပြီရှင့်။သူဒီနေ့ကကျွန်တော်မိကုံးတွေတော်တော်များများအဖြေတွေကမှန်းနေရဲ့ရှင်နော်။ကဲနောက်ထပ်မိကုံးသွားမယ်ရှင့်။ငုံနေတဲ့ကောင်မလေးရဲ့ခေါဝင်ကိုတဲ့မိရှုံလိုက်တဲ့တရခန်ကိုရှာပေးပါဗျ။အေးနဲ့ဘီသူနှစ်ယောက်ရှိတယ်။ကောင်မလေးကငုံနေတယ်ဘသူဖြစ်နိုင်မလဲဆိုကြတော့ဒါလဲဒါလဲဒီဥစ္စာလေးကျွန်မဖြစ်တွေ့တာလေ။ 50စက္ကန့်နေပြောပါမယ်တေထောင်ကတော့အေးပါပါပြစ်လို့လဲဆိုရင်သူ့ရဲ့ဘောင်းမီအိတ်ထောင်လေးကိုကြည့်လိုက်ပါမီးကျစ်ထွက်နေပါတယ်ဘောင်းမီအပြာအိတ်ထောင်ထဲမှာမီးကျစ်ကြီးထွက်နေပါတယ်ရှင်ကဲအဲ့ဒါကိုသူအမှန်ကြီးလေးပါဦးများလေးပြထားပါတယ်တေခန်ကတော့တဲ့ဘောင်းမီအိတ်ထောင်ထဲမီးကျစ်ရှိနေတယ်အေးပါဗျာတဲ့ကဲဒီမီးကိုမှလည်းကျမမှန်သွားပြီရှင်မီးကျစ်ကိုတွေးလိုက်လို့မလို့ဒီဥစားအေးဆိုပြီးရွေးချက်လိုက်တာဒါမှလည်းကျမမှန်သွားပါပြီရှင်နောက်ကဲနောက်ထပ်မင်းကိုသွားပါမယ်ရှင်ကလေးတစ်ခုကဘယ်အမျိုးသမီးလဲဗျတင်းနှစ်သုံးသူသုံးအောင်ပေးထားပါတယ် အာတစ်နှစ်သုံးနှစ်ကကလေးတစ်ကကလေးကဟန်ခါလေးတစ်ကကလေးကလုံးလုံးနဲ့လက်နဲ့လက်ထည်ကြီးခတ်ထားရနေပါဟုတ်တယ်ကလေးတခုဘသူမှမတော့ကိုကလေးကိုအဲ့လိုလက်ထိတ်နဲ့ခတ်ထားမနေဘူးကွာအဲ့ကြမလို့ကလေးတခုက A 11နံပါတ်1ပါမှန်တယ်မှန်တယ်သူလက်ထိတ်ကိုဝိုင်းပြထားတာနော်အဖေကတော့လေကလေးလေးရဲ့လက်နဲ့တွန်းလက်ကိုလက်ထိတ်ခတ်ထားတယ်1ပါပြရတယ်ကဲညွှန်ရနော် ကိုသားလေးကမှတော့ဘယ်သူမှတိုးလက်နဲ့ဂလိလက်ကိုတော့လက်ထိတ်တော့ခတ်မထားဘူးကွာအဲဒါကြောင့်မလို့အဲ့ဒါကိုကြည့်ပြီးတော့ကျမတစ်ဆိုရွေးချစ်လိုက်တာကျမရွေးချစ်မှုမှန်ပါလေရှင်နောက်ထပ်မိကွန်ပါတဲ့ပုံညာနေတဲ့မိသားစုလေးယောက်ထဲမှာတဲ့တေဆုံးမင်းဝိညာဉ်ဖြစ်နေတဲ့သူကဘသူလဲပြ ABCD သူလေးယောက်ပြေးထားပါလေအာဒါလည်းတွေ့သွားပြီဒါလည်းတွေ့အဲမပြောသေးဘူး5စက္ကန့်နေပြောမယ်ရှင်နော်5စက္ကန့်နေပြောပါမယ်အာဝိညာဉ်ဖြစ်နေတဲ့သူကတော့ဘီဘာဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့လက်တစ်ဖက်ကဒီ နောက်မှတင်ထားလက်ထဖက်ကမပါပါဘူးရှင်။ကဲပြောပါရဲလက်ကလေးကသူပြောင်းနေပါတယ်ရှင်။အဖေကတော့လက်ထဖက်မပါတဲ့ဘီပဲဖြစ်ပါတယ်ဗျာတဲ့။ကဲအဲ့မှာနော်အဲ့လက်ကလေးကိုသူဝိုက်ထားရင်နော်။ဒီမိကုန်းကလည်းကျမတော့မှောင်သွားပါပြီရှင်။ဒီပိုင်းမှာမိကုန်းတွေပဲမှားတယ်။နောက်ပိုင်းကတော့အကုန်လုံးမှန်ပါတယ်။ကျမကတော့ဒီနေ့ကတော့ဘယ်စပုံမှုကလည်းချက်ပြုတ်နေတဲ့ဟင်းတွေကိုအစိတ်ခတ်လိုက်တဲ့သူလဲဗျ။အင်းနဲ့ဘီနှစ်ယောက်သူပေးထားတယ်။ဘသူကအစိတ်ခတ်လိုက်မှလဲဆိုတော့ကြတော့ဟွန်းဘသူဖြစ်နိုင်လား။ အစိမ့်ဆိုရင်အစိမ့်ရောင်ဖြစ်မှာဆိုတော့ကျတော့ तू ကချက်ထားရလဲအစိမ့်ရောင်နေဆိုတော့ကျတော့အဲ့ဒါမှမသိဘူးအေးရွေးချက်လိုက်တယ်အစိမ့်ရောင်နေမို့လို့ तू ချက်ထားရင်ရအစိမ့်မဟုတ်ဘူးကဘီပါလို့တော့အဖေကတော့တဲ့ဘေးမှာလည်းအစိမ့်ပလင်းချက်ထားပြီးလက်အိတ်လည်းဝတ်ထားတယ်ဘီပါပြရဲဆိုတော့ကျတော့အစိမ့်ပလင်းအေးအစိမ့်ပလင်းဟိုမှာအစိမ့်ရောင်အစိမ့်ပလင်းဟုတ်သားပဲအစိမ့်ဆိုတော့ तू ကလက်အိတ်ကင်ပြီးတော့ထည့်ပြီးလက်ကင်ပြီးဟင်းနေချက်တာနေမှာဒါတော့ကျွန်မမဖြေလိုက်နိုင်ပါဘူးเนาะ ။အနေနဲ့လူသုံးအောင်ထဲမှာအသက်သက်ဆုံးပြီးဖြစ်တဲ့သူကဘသူလဲပြ APC သူသုံးအောင်ပေးထားတယ်။ဒီမေကုန်းလည်းဖြည့်မှုတလားလို့။ဟုတ်တယ်ဒီမေကုန်းလည်းဖြည့်မှုတယ်။အာဒေဥစာဟိုပါကွာ။음 PP ဘာဖြစ်လို့လဲဆိုကြတော့ ANS ကိုကြည့်လိုက်သူရဲ့ဗဇက်မှာဘာအမွေထွက်နေရကွာဟုတ်တယ်မို့လား။ဘီမမထွက်ထားဘူး။မှန်တယ်မှန်တယ်အဲ့ဒါမှဒီမေကုန်းဖြည့်ဥပါတယ်လို့နော်။ အဖေကတော့ဘီပါတဲ့အသေဆုံးသွားပြီဖြစ်တဲ့သူမိုးတဲ့အင်းနဲ့စီလိုမျိုးဗဇက်ကနေအသက်ရှူထုတ်တဲ့ချိန်မှာထွက်မလာတဲ့လေတွေရှိနော်ထွက်လာတဲ့လေတွေရှိမနေရောလို့ပါဗျာတဲ့ဒီကနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင်ဒီနေ့ကတော့ကျွန်မမေကွန်းတော်တော်များများကိုဖြေဆိုနိုင်ခဲ့ပါတယ်ခုဒီဗီဒီယိုကြည့်နေတဲ့တွေမှာလည်းမေကွန်းဘယ်နှခုလောက်ဖြေဆိုနိုင်ခဲ့လဲကွန်မန်မန်မန်ကပေးကြပါအောင်ရှင်ဒီနေ့တက္ကသိုလ်ကဒီလောက်ပါပဲနောက်နေ့မှတခြားပုံပုံကောင်းမွန်တဲ့ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ